မြန်မာပြည်တွင်ကိုဗစ်ပိုးပြန်လည်တွေ့ရှိနေပြီမင်္ဂလာပါအော်ဒီယိုဘိုင်းဇော်နိုင်မှကြိုဆိုပါရစေယခုကမှာတော့မြန်မာပြည်မှာကိုဗစ်ပိုးပြန်လည်တွေ့ရှိနေပြီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာပြည်မှာကိုဗစ်ပိုးတွေ့သူပြန်ရှိလာပါတယ်တိုင်းနေချင်းတိုင်းမှာကူးစက်ခံရသူတွေတေဆုံးသူတွေများလို့သတိထားရလိုပါတယ်မြန်မာနိုင်ငံမှာကိုဗစ်ပိုးတွေ့သူတအုပ်ရှိလာတယ်လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ် မေလ17ရက်ကနေ17ရက်အထိတက်ခွဲစစ်ဆေးပေးခဲ့ရာကိုဗစ်အတည်ပြုလူနာသစ်တူတွေ့ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်အဆိုပါလူနာကိုရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ကိုဗစ် -19 ရောဂါတက်ခွဲတည်ပြုလူနာသစ်တူကိုစစ်ဆေးတွေ့ရှိခဲ့ရသည်ဟုကျန်းမာရေးဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာနမြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနမှ အပတ်စဉ်သတင်းထုတ်ပြန်ချက်အဖြစ် မေ19ရက်ည8နာရီကထုတ်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနမှအပတ်စဉ်သတင်းထုတ်ပြန်ကြတဲ့အဖြစ်မေ19ရက်ည8နာရီကထုတ်ပြန်ခဲ့ပါတယ်အဆိုပါထုတ်ပြန်မှုမှာရတ္တပတ်အတွင်းဓာတ်ခွဲနမူနာပေါင်း2462ခုကို စစ်ဆေးခဲ့ပြီး COVID-19 ရောဂါတကွာတည်ပြုလုံနာအစ်တတူကိုတွေးရှိခဲ့ရခြင်းဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲဒါကြောင့် COVID-19 ရောဂါပိုးတွေးရှိမှုရခိုင်တော့မှာ တုံညတသမ14ရာခိုင်နှုန်းဖြစ်ပြီးအစိုးရခံကာလအတွင်း၌ကိုဗစ် -19 ရောဂါဖြင့်တည်ဆုံးသူမရှိဘူးဟုထုတ်ပြန်ခဲ့ပါတယ်။အလားတူပဲမြန်မာနိုင်ငံပါဝင်အာရှနိုင်ငံတော်တော်များများမှာကိုဗစ် -19 ကူးစက်မှုတွေတိုးလာနေပါတယ်။ကိုဗစ် -19 ကပ်ရောဂါကူးစက်မှုအသစ်တွေအာရှတလွားအထူးသဖြင့်တရုတ်၊ဟောင်ကောင်၊ထိုင်းနဲ့စင်ကာပူတို့မှာဖြစ်ပွားမှုမြင့်တက်နေတယ်လို့ပြည်တွင်းပြည်ပကကိုဗစ် -19 ကူးစက်မှုအခြေအနေကို မလေးရှားကျန်းမာရေးဝန်ကြီးဌာနကအနီးကပ်စောင့်ကြည့်နေပါတယ်။မလေးရှားနိုင်ငံထဲမှာ အပတ်စဉ်ပြင်းပြကိုဗစ် -19 ရောဂါဖြစ်ပွားသူ6000လောက်ကိုမှတ်တမ်းတင်ထားပေမဲ့ကူးစက်မှုကအမျိုးသားအဆင့်သတိပေးမှုထက်ရောနည်းနေသေးရလို့မလေးရှားကျန်းမာရေးဝန်ကြီးဇူခက်ဖလိုင်းအာမတ်ကပြောပါတယ်။အခုနှစ်တွင်ကိုဗစ် -19 နဲ့ဆက်ဆက်တည်ဆုံးမှုမရှိသေးပဲမေဆယ်ရက်နေ့ထိမလေးရှားနိုင်ငံတော် ရောဂါကူးစက်ပြန့်ပွားမှုစုစုပေါင်း1928ခုရောက်ရှိရလို့ကျန်းမာရေးဝန်ကြီးဌာနရောဂါထိန်းချုပ်ရေးဌာနကပြောပါတယ်။ထိုင်းနိုင်ငံမှာတော့2025ခုနှစ်မှာကိုဗစ် -19 ကူးစက်မှုတိတိတတ်တာမြင့်တက်လာပြီးဇန်နဝါရီတရက်ကနေမေ16ရက်အတွင်းကူးစက်ခံရသူ9448ယောက်နဲ့သေဆုံးသူ24ယောက်ရှိရလို့ကျန်းမာရေးအာဏာပိုင်တွေကစီရင်ခံခဲ့ပါတယ်။မိုးရသည့်စတင်ချိန် စာတင်နှစ်အစ်စ်မှာကျောင်းတွေပြန်ဖွင့်တာနဲ့မကြသေးမီရကြကြံပွဲတော်မှာလူစုလူဝေးတွေဖြစ်တာနဲ့ခီးတွာလာမှုတွေများလာပါဝင်အကြောင်းချက်အများကြီးကြောင့်ကုဆတ်ခံဥယေတိုးလာတာလို့ရောဂါထမ်းချုပ်ရေးဦးစီးဌာနကသတ်မှတ်ထားပါတယ်ဒီအခြေအနေတွေကအထူးသဖြင့်အသက်မွေးကင်းစားနေလက်နှစ်သားကလေးတွေနဲ့အသက်20ရာနေ39နှစ်ကြားအရွယ်ရောက်ပြီးသူတွေမှာဗိုင်းရပ်ကူးစက်မှုအရှိန်မြင့်နေပါတယ် နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ဘေးပရာတွေဝေးကွာကြပါစေ